မန်လေသမားဘွားကနေပြိုင်ကားချုံးလုံးနိုင်ခဲ့တဲ့ဖာရုစီတို့လက်ဘော်ကနေကြောင်းပရိသတ်ကြီးတို့ရဲ့အကြိုက်ဆုံးပြိုင်ကားဆိုရင်ဘာကားဖြစ်မလဲဒီမေကွန်းကိုလူတွေအကုန်လုံးကိုပတ်မေးကြည့်မယ်ဆိုရင်လူတရာမှာ80လောက်ကလက်ဘော်ကနေလို့ပဲဖြစ်ကြမှာပါသူရဲ့ထူးခဲ့တဲ့ပုံစံအမြန်နှုံးတဲ့ဤပညာစာရတွေကြောင့်ကဘာကျော် celebrity တွေ တန်းကြွယ်တထေတွေလူငယ်တွေအပြင်ကိုခလေးကအစမကြိုက်သူမရှိတော့အောင်ဒီအလွမ်းမိုးနိုင်ဆုံးပြိုင်ကားတွေဖြစ်ရက်တည်နိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီလိုကား crazy တွေရဲ့အိမ်မက်တစ်ခုဖြစ်တဲ့ Lamborghini ဆိုတဲ့နာမည်တစ်ခုကလွယ်လွယ်ကူကူတော့ဖြစ်လာခဲ့တာမဟုတ်ပါဘူး Lamborghini ရဲ့ parking ကြီး Farusi ကို Lamborghini ဟာတာမန်စင်းရဲသားနေသမားလေးတစ်ယောက်ပါပဲပြီးတော့သူကပထမကဘာစစ်ရဲ့နောက်ဆက်တွဲဒုက္ခတွေရဲ့အပြင်ကိုဒုတိယကဘာစစ်ကြီးထဲမှာလည်းစစ်တုပ်ပန်းတယောက်ဖြစ်နှစ်ကြိမ်တိုင်တိုင်တောင်ဖမ်းဆီးခြင်းကိုခံခဲ့ရပါသေးတယ်။ ီလိုအခက်အခဲတွေအများကြီးတဲကနေပြီးတော့မှပြိုင်ကားတွေရဲ့ဖခင်ကြီးဘလို့ဖြစ်လာခဲ့လဲဆိုတာကိုသိရဖို့ဒီဗီဒီယိုလေးမှာဖာရူစီတို့လက်ဘောကနေအကြောင်းနဲ့လက်ထွန်ဆက်တွေကနေနာမည်ကြီးပြိုင်ကားဖြစ်လာပုံအစဉ်စဉ်စားတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အခုလိုမျိုးကဘာကျော်ပုံကိုရဲ့အထုပ်ပတ်တိတွေကိုစိတ်ဝင်စားရဆိုရင်ကျမတို့ရွှေနှုတ် app ထဲမှာကဘာကျော်ပုံကိုရဲ့အထုပ်ပတ်တိတွေပြင်တခြားစာအုပ်ပေါင်း6ပါးကျော်ကိုအနည်းချုပ်အနေနဲ့ဖတ်ရှုနိုင်ပါပြီရှင်။ ဓာတ်ပြင်ကိုအချိန်နေရာမရွေးနားဆင်နိုင်မဲ့ audio book တွေလည်းရှိနေကြကြောင်းအခုပဲ Play Store နဲ့ App Store တွေမှာသွားပြီးတော့မှ download လုပ်လိုက်တော့နော်ဖာရူစီရိုလဘောဂနီကိုတော့အီတလီနိုင်ငံမှာမွေးဖွားခဲ့တာပါသူကမွေးဖွားခဲ့တဲ့1916ခုနှစ်ကပထမကဘာစစ်ကြီးအတွင်ဖြစ်ခဲ့တာကြောင့်မလို့ဖရန်ချိုရဲ့မိဘတွေဖြစ်တဲ့အန်တိုနီယိုနဲ့အီဗလီနာလဘောဂနီတို့ကဒုက္ခပြဿနာတွေများစွာနဲ့ရင်ဆိုင်နေရခြင်းဖြစ်ပါတယ်လမ်မိုကလည်းမီယိုဖလာစပြစ်စိုက်ပျိုးရေးကိုသာလောက်ကင်ခဲ့ရပေမဲ့ ငယ်စဉ်ကလေးကတီးနှံတွေထက်စိုက်ပျိုးရေးသုံးဆက်ပစ္စည်းတွေကိုသာပိုစိတ်ဝင်စားခဲ့တာပါဒါကြောင့်လဲသူကသူ့ဖေရဲ့ကိုရောင်ထဲမှာသာအချိန်ကုန်ခဲ့တာများပါတယ်ဒီလိုနဲ့အရွယ်ရောက်ခဲ့ပြီးသူစိတ်ဝင်စားတဲ့စက်ပိုင်းဆိုင်ရာတွေကိုလေ့လာဖို့အတွက်အီတလီနိုင်ငံကနည်းပညာအကြောင်းတစ်ခုမှပညာသင်ကြားခဲ့ပါတယ်။ဒီသင်တန်းကနေပြီးတော့မှဆက်တွေရဲ့အသေးစိတ်အချက်လက်တွေကိုသင်ယူနိုင်တာကြောင့်မလို့လန်ဘိုးလိုဝါသနာကြီးသူအဖိုးကအချိန်တိုအတွင်းကျွမ်းကျင်စွာနဲ့တက်မြောက်ခဲ့ပါတော့တယ်။ဒီလိုနဲ့ပညာတွေစုံတော့သူ့မျိုးလေးစီပြန်ပြီးတော့ ဝက်ရှော့ဆိုင်လေးဒီဇိုင်းဖွင့်ပြီးတော့မှဆက်ပြင်စရာအနေနဲ့ပွားစားဖို့အကြံပါတော့တယ်။ဒါပေမဲ့ကံမကောင်းခဲ့တဲ့လမ်ဘိုတယောက်ကဒုတိယကဘာစစ်ကြီးနဲ့ပတ်ပင်တိုးခဲ့ပါလေရောရှင်။အီတလီနိုင်ငံရဲ့စစ်မှုထမ်းစုဆောင်ရေးထဲမှာလမ်ဘိုလဲပါဝင် ခဲ့တာကြောင့် Rose Jones မှာအီတလီတော်ဝင်လေတပ်ရဲ့ဆက်ပြင်စရာတစ်ဦးဖြစ်တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။အစိုးရကအကောင်လို့ပဲပြောရမလား။လမ်ဘိုကစစ်အတွင်းမှာလေယာဉ်အင်ဂျင်တွေနဲ့စစ်ဘက်တုံးဆက်အကြီးစားတွေကိုကင်တွယ်ခဲ့ရတာကြောင့်မလို့ ကျမတို့အခုမြင်နေရတဲ့လဘော်ဂနီတွေဖြစ်လာဖို့လမ်းစာဖြစ်ခဲ့တာပါပဲဒါပေမဲ့လန်ဘိုရဲ့ကန်ဆိုးမှုတွေကဒီလောက်လေးပဲလားဆိုတော့လည်းမဟုတ်သေးပါဘူးသူတောင်ဝင်ထမ်းဆောင်နေရင်လည်း၃နှစ်လောက်ကြာတဲ့အခါမှာဆိုရင်အီတလီကဂျာမန်တွေစီမှာလက်နက်ချခဲ့ရပါတော့တယ်ဒါကြောင့်လန်ဘိုနဲ့အတူအီတလီလူမျိုး၃000လောက်ကထွက်ပြေးခဲ့ကြပြီမဲ့မလွတ်မြောက်ခဲ့ကြပါဘူးဒီလိုနဲ့ပဲလမ်ဘူရဲ့ပထမအကြိမ်စစ်တုံ့ပန်းဘဝကိုရင်ဆိုင်ခဲ့ရပါတော့တယ်။ပထမအကြိမ်လို့ဘာလို့ပြောလဲဆိုတော့လမ်ဘူကနှစ်ကြိမ်တိုင်တိုင်စစ်တုံ့ပန်းဖြစ်ခဲ့ရတာကြောင့်ပါ။ အကြောင်းကတော့ဂျာမန်တွေရဲ့လက်ထဲမှာရှိနေစဉ်ကသူ့ရဲ့စက်ပိုင်းဆိုင်ရာကျွမ်းကျင်မှုကြောင့်မလို့ဂျာမန်တွေကလမ်ဘိုကိုဝက်ရှော့တစ်ခုဖြန့်စီပြီးတော့မှသူတို့အတွက်အလုပ်လုပ်ခိုင်းခဲ့ပါတယ်။တိတ်မကြခင်မှာပဲအဲ့ဒီဂျွန်းကိုဗြိတိရှားတွေကပြန်လဲသိမ်းယူခဲ့ကြတဲ့အခါမှာဆိုရင်လမ်ဘိုကိုစစ်တုံးပန်းဖြစ်ဖမ်းဆီးခဲ့ကြတာပါ။ဒီလိုနဲ့သူ့ရဲ့ဒုတိယကျင်းစစ်တုံးပန်းဘဝကိုအခက်ခဲပေါင်းများစွာနဲ့ရင်ဆိုင်ခဲ့ရပါတော့တယ်။ဒါပေမဲ့ကံကောင်းတာတစ်ခုကစက်ပိုင်းဆိုင်ရာကင်တွယ်မှုပိုင်းမှာသူမတူတဲ့စွမ်းရည်တွေကိုပိုင်ဆိုင်ထားတဲ့လမ်ဘိုကို အရင်လိုပဲစစ်ဖက်သုံးဆက်တွေကိုတနစ်ကြော်ကြောင်ကင်တွယ်ခိုင်းခဲ့ကြတာပေါ့ဒီလိုနဲ့သူ့မူရဲ့မျိုးစီပြန်ရောက်လာခဲ့ပြီးတော့ကလလီယာမွန်ဂျီနဲ့လက်ထပ်ပြီးတော့မှသူ့ရဲ့အကောင့်ထဲမဖော်လိုက်ရသေးတဲ့ workshop လုပ်ငန်းလေးကိုစတင်လုပ်ဆောင်ခဲ့ပါတော့တယ်။ဒါပေမဲ့အလောက်ကမတွင်မကျဲဖြစ်နေပြီးတော့မှဝင်ငွေလည်းမရှိဖြစ်နေရပါတယ်။ဒါအပြင်သူဇနီးကလလီယာကလည်းသူ့ရဲ့ပထမဆုံးကလေးကိုမွေးပြီးပြီးချင်းမွေးခမ်းထဲမှာပဲအသက်ဆုံးရှုံးခဲ့ရပါတယ်။အဲဒီချိန်မှာစိတ်သက်တွေကြပြီးလမ်းပြောင်းနေခဲ့တဲ့လမ်ဘိုစီကို သူ့ဘွားရဲ့မှတ်တိုင်တစ်ခုဖြစ်လာမဲ့အသွေးတစ်ခုကဝင်ရောက်လာခဲ့ပါတော့တယ်။သူတို့ရဲ့ဒေတာမှာစစ်တမ်းကြောင့်လေယာဉ်မြေတွေဆုံးရှုံးပြီးတော့စိုက်ခင်းတွေပျက်စီးနေတာကြောင့်လေသမားတွေကလေထွန်ဆက်တွေအများကြီးလိုလာခဲ့ပါတယ်။အဲဒီချိန်ကလေထွန်ဆက်တွေကအရေးသွေးလဲမကောင်းသလိုဈေးကလည်းကြီးသေးတဲ့အပြင်ကိုစီစားကလည်းကျန်းတာပေါ့။လမ်မိုရိုခေတ်ကကဘာစစ်ကြီးတွေဖြစ်နေတဲ့ခေတ်ဆိုတော့စီဈေးကလည်းမိုးခိုက်နေတဲ့အချိန်ဖြစ်တာကြောင့်မလို့လေသမားတွေကအခက်တွေ့နေရတဲ့အချိန်ဖြစ်နေခဲ့တာပါ။ ဒါကြောင့်လေလံဘိုးကရှီရင်ဆွဲလေထွန်ဆက်တွေထက်အရွယ်စားပိုသေးအောင်စီစားတတ်တာအောင်ဈေးပိုတန်းအောင်ဦးစားပေးလှူဆောင်ခဲ့တာဖြစ်ပါတယ်။လံဘိုးကသူ့ရဲ့ဝက်ရှော့လေးကနေသူ့ရဲ့လေထွန်ဆက်တွေကိုတဖြည်းဖြည်းစတင်လှူဆောင်ခဲ့ပါတယ်။ဒီအချိန်မှာသူကျင်လေခဲ့ဘူးတဲ့စစ်တပ်တွေကနေတဆင်စစ်သုံးဆက်ပစ္စည်းတွေကိုဈေးနည်းနည်းနဲ့ရရှိခဲ့တာပါ။ဒီလိုအစိပ်ပိုင်းတွေကနေတဆင်ဈေးတန်ပြီးစီစားတတ်တာတဲ့လဘော်ဂန်ဒီလေထွန်ဆက်တွေကိုစတင်ထုတ်လုပ်လာနိုင်ခဲ့ပါတော့တယ်။ ဒါနဲ့ပြိတက်ကြီးတို့ကစစ်ဖက်သုံးစက္ကရိယအစိပ်ပိုင်းတွေဆိုတော့စီစားမှာပေါ့လို့တွေးမိလို့ရှိရင်အရင်နှုန်းကအတိုင်းဆိုရင်တော့ဟုတ်တယ်လို့ပြောရပေမဲ့လမ်ဘိုလက်ထဲရောက်လာတဲ့အင်ဂျင်တွေကစီလုံးဝမစားတော့ပါဘူး။အကြောင်းရင်းကတော့သူကမော်ရစ်လို့ခေါ်တဲ့ဓာတ်ဆီအင်ဂျင်တွေကိုသူ့ကိုယ်ပိုင်နည်းပညာနဲ့ဒီဇယ်အင်ဂျင်တွေဖြစ်အောင်လို့ဖန်တီးနိုင်ခဲ့တာကြောင့်ပါပဲ။ဒီလိုနဲ့ပဲစီစားနေပြီးဈေးပိုတန်တဲ့လဲထွန်ဆက်တွေရရှိလာခဲ့တဲ့တိုင်အောင်လို့သူကဈေးကွက်ထဲရအောင်မပိုးဆောင်နိုင်ခဲ့သေးပါဘူး။ အကြောင်းကတော့သူတို့ခေတ်ရဲ့နာမည်အကြီးဆုံးလေထွန်ဆက်ကုမ္ပဏီနှစ်ခုကိုရှင်ရအောင်ပါဆိုတော့ငွေအမြောက်များလိုခဲ့တာပါဒီအကြောင်းကိုဖခင်စီကို ပြပြလိုက်တဲ့အခါမှာဆိုရင်ဖခင်ဖြစ်သူကဘိုးဘွားဆင်ဆက်သမင်းရှင်စိုက်ခင်းတွေကိုပောင်ပြီးတော့မှပတ်စံထုတ်ပေးခဲ့ပါတယ်ဆိုတော့လမ်မိုရဲ့ကိုကုတ်ကိုယုံကြည်မှုကျွမ်းကျင်မှုနဲ့ဇွဲလုံးလာတွေကြောင့်ပဲလဘော်ဂနီဆိုတဲ့လေထွန်ဆက်တွေကအီတလီနိုင်ငံပြင်ပအထီတောင်မှနာမည်ကြီးအောင်မြင်ခဲ့တဲ့ဆက်တွေဖြစ်ခဲ့ပါတော့တယ် ီလိုနဲ့လမ်းမိုးကတထေးကြီးတူစတင် ဖြစ်လာခဲ့တာပေါ့လက်ထဲမှာငွေလေးကလည်းရှင်လာ လူကလည်းစက်ပစ္စည်းဝါသနာအိုးဆိုတော့အရိခရဲ့နာမည်ကြီးပြိုင်ကားတွေအကုန်လုံးကိုဝယ်စီးတော့တာပါပဲဒီထဲမှာသူနဲ့ပြိုင်ဘက်ဖြစ်လာမဲ့ Ferrari 250 GT ကလည်းပါဝင်ခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ Ferrari ကားလေးဟာပြဿနာတစ်ခုမဟုတ်တစ်ခုကြုံရတာကြောင့်မလို့သူ့ကိုစိတ်အနှောက်အယှက်ဖြစ်စေခဲ့ပါတယ်ဒီလိုနဲ့သူက တနေ့မှသူ့ကားလေးကိုပြုပြင်နေရင်းနဲ့ဈေးကြီးပေးဝယ်ရတဲ့ Ferrari ပြိုင်ကားတွေရဲ့ကလပ်နဲ့ ူ့ရဲ့ဈေးပေါလုံးနဲ့လဲထွန်ဆက်တွေမှာတုံးတဲ့ကလပ်ကအတူတူပဲဆိုတာကိုသိခဲ့ရပါတယ်။ဒါတော့ကလပ်ခုရဲ့ဈေးကဆယ်စားထိကွာနေခဲ့တာပါ။ဒီတော့လမ်ဘိုတယောက်လည်းတီးမခံနိုင်တဲ့အဆုံးမှာဆိုရင် Ferrari Community ထိကိုသွားပြီးတော့ကလပ်တွေကမကောင်းတဲ့အကြောင်းနဲ့သူက Ferrari အတွက်ကလပ်တွေထုတ်ပေးနိုင်ကြောင်းကိုပါကြမ်းလန့်လိုက်ပါတော့တယ်။ဒီတော့ Ferrari ကလည်းမင်းဟာမင်းလဲထွန်ဆက်ပဲသွားထုတ်ဆမ်းမှာတော်သားလေးရ။ပြန်ကားတွေကြောင့်မင်းမသိပါဘူးဆိုပြီးတော့မှပြောချလိုက်ပါတော့တယ်။ Ferrari Lamborghini make the best cars in the world. Go back to your tractors, farmer. ဆိုတော့ဒီစကားတွေကလမ်ဘိုအတွက်ပြိုင်ကားတွေထုတ်လုပ်ဖို့တွန်းအားတစ်ခုဖြစ်စေခဲ့ပြီးတော့ချက်ချင်းဆိုသလိုပဲလဘော်ဂနီပြိုင်ကားတွေထုတ်လုပ်ဖို့အစီအစဉ်စပါတော့တယ်။ဒီအချိန်မှာသူ့ရဲ့မိသားစုဝင်တွေဝန်ထမ်းတွေနဲ့ပတ်ဝန်းကျင်ကတော့သူ့ကိုမလုပ်ဖို့တားခဲ့ကြပါသေးတယ်။အကြောင်းကတော့ပြိုင်ကားတစ်စီးထုတ်လုပ်ဖို့ဆိုတာကလွယ်ကူတဲ့အရာမဟုတ်တာရဲ့ ပြိုင်ကားတွေကိုဝန်တိုင်းတဲ့လူဦးရေကနဲတာရယ်နဲ့ပြိုင်ဆိုင်မှုကြီးမားတာတွေကြောင့်ပဲဖြစ်ပါတယ်။ဒါပေမဲ့လမ်းဘိုးဟာလမ်းဘိုးပဲမဟုတ်လို့ဘ누구ကမှဂယူးဆိုင်မနေပဲနဲ့သူရဲ့ဝန်ထမ်းဟောင်း၃ယောက်နဲ့အတူ Lamborghini 350 GT ဆိုတဲ့ model ကိုစတင် ထုတ်လုပ်ခဲ့ပါတော့တယ်။ကားပြပွဲမှာသွားပြခဲရသည့်တိုင်အောင်ဒီကားအတွက်အင်ဂျင်ကိုတော့မပီးစီးသေးပါဘူး။ဒါပေမဲ့ Lambo ကတော့ရုပ်တည်ကြီးနဲ့ပဲအင်ဂျင်နီယာမှာအုပ်တွေကိုထည့်ပြီးတော့တော်ကီတွေနဲ့ပဲပြသခဲ့ပါတယ်။နောက်တော့မှဒီ model အတွက် V12 engine ကိုအသုံးပြုခဲ့ပြီးတော့မ ထုတ်လုပ်ပြီးချင်းမှာပဲ73စီးကိုရောင်းခဲ့ရတာပါ။ဒါပေမဲ့ဒီမော်ဒယ်တွေကပြိုင်ကားလို့ခေါ်ဖို့တော့အခက်ခဲခဲ့ပါတယ်။အကြောင်းကတော့သူ့ရဲ့ရှေ့မှာ Mercedes နဲ့ Ferrari တို့လိုပြိုင်ကားအကြမ်းကြီးတွေရှိနေကြကြောင်းပါ။ဒါကြောင့်မလို့သူကဒလောင်းနဲ့ပဲမတင်းတိမ်နိုင်ခဲ့ပါဘူး။သူ့ရဲ့မခံခြင်းစိတ်နဲ့အနာယူခြင်းစိတ်ကြောင့်ပဲနောက်ထပ် Lamborghini ပြိုင်ကားတွေထပ်ထုတ်ပြီးတော့မှ logo မှာလဲအခုလိုကျွဲတကောင်ကိုစတင်ထည့်သွင်းလိုက်ပါတော့တယ်။ အကြောင်းကတော့လမ်ဘိုဟာပိတ်တရာသီဘွားဖြစ်တာကြောင့်မလို့သူ့ရဲ့ရာသီခွင်အမှတ်သားကိုအသုံးပြုခဲ့တာပါဒုတိယ model ဖြစ်တဲ့ 400GT အထိကတော့လမ်ဘိုမျောလင့်ထားသလောက်ဖြစ်မလာခဲ့ပေမဲ့1966ခုနှစ်မှာတော့ Lamborghini ကားတွေရဲ့အမှတ်တိုင်တစ်ခုဖြစ်ခဲ့တဲ့ Lamborghini Miura model ကားတွေကဈေးကွက်ထဲမှာနာမည်အကြီးဆုံးကားတစ်စီးဖြစ်ခဲ့တာပါအိဘခီရဲ့ထုတ်လုပ်ခဲ့သမျှကားတွေထဲမှာ innovative အဖြစ်ဆုံးနဲ့ပြိုင်ကားတွေရဲ့အရှင်တခင်လို့တောင်တင်စားခေါ်ဝေါ်ခဲချရတဲ့အထိကိုအရှိန်အဝါကကြီးမားခဲ့တာပါ အဲဒီကားရဲ့ထူးခြားချက်ကတော့အင်ဂျင်နဲ့စက်ပစ္စည်းတွေကိုနောက်ဖက်မှာထားရှိခဲ့တာဖြစ်ပြီးတော့မြင်သူတိုင်းငေးရလောက်တဲ့ပုံစံပြိုင်သူတိုင်းရှုံရတဲ့အမြန်နှုံးတွေကြောင့်မလို့ပဲမကြိုက်တဲ့သူမရှိလောက်အောင်ကိုဖြစ်ခဲ့တာပါပြောရမယ်ဆိုရင်ဒီခေတ်ထဲမှာတော့ Lamborghini Miura model ကကားချစ်သူတွေကြားထဲမှာရေပန်းစားနေသေးပါပဲအဲဒီနောက်ပိုင်းကနေ Lamborghini ရဲ့ထွက်သမျှ model တွေကဆိုလို့ရှိရင်ရောင်အားကောင်းလာခဲ့ပြီးတော့ဒီထဲမှာနောက်ထပ်ထူးခြားတဲ့ကားတစ်စီးတောင်ပါလာခဲ့ပါသေးတယ်ဒါကတော့ Lamborghini Countach တွေပဲဖြစ်ပြီးတော့ ဒီကားတွေကသူ့ရဲ့ပုံစံကြောင့်ပဲနာမည်ကြီးခဲ့တာပါ သူ့ရဲ့ဒီဇိုင်းတွေလေတိုးတဲ့အနေထားတွေနဲ့အချိုးအစားတွေကဘလောက်တောင်တည်သက်လဲဆိုရင်အခုခေတ်လက်ဘော်ဂနီတွေအကုန်လုံးနှီးပါးကတော့ inspire ယူပြီးထုတ်လုပ်ရတဲ့အထိပါပဲပြီးတော့ဒီကားတွေကတစ်ခေတ်တစ်ခါကကမ္ဘာအမြန်ဆုံးကားတွေဖြစ်ပြီးတော့လက်ဘော်ဂနီရဲ့ရောင်းအားအများဆုံးစီးရင်ထဲမှာတော့ပါဝင်ခဲ့ပါတယ်ဒီလိုနဲ့လန်ဘိုကလက်ထွန်ဆက်တွေတင်မကပဲနဲ့ပြိုင်ကားတွေစီကားပါဝင်ငွေတွေအမြောက်များရရှိလာခဲ့ပြီးတော့ 1966ခုနှစ်ကနေ1980ထိအသူ့ဘဝရဲ့ရွှေရောင်တန်းတဲ့နေ့ရက်တွေကိုပိုင်ဆိုင်လာနိုင်ခဲ့တဲ့အပြင်လဘောကနီပြိုင်ကားတွေရဲ့အလွမ်းမိုးနိုင်ဆုံးကာလတစ်ခုဖြစ်ခဲ့တာပါဒီလိုရွှေရောင်တန်းတဲ့နေ့ရက်တွေရဲ့အပြီးမှာမောင်မိုက်တဲ့နေ့ရက်တွေကလန်ဘိုးအတွက်အဆင်သင့်တဲ့စောင့်နေခဲ့ပါပြီအဲ့ဒါကတော့1980ကနေ1985ခုနှစ်ထိကမ္ဘာစီးပွားရေးမငြိမ်သက်မှုတွေနဲ့ရေနံပြတ်တောက်မှုကြောင့်လဘောကနီပါဝင်ကမ္ပဏီတော်တော်များများကဈေးကွက်ပြောက်ခဲ့ရပါတယ် ဒီလိုနဲ့ Lambo က company ရဲ့ share အများကြီးကိုထုတ်ရောင်းရင်းနဲ့ရှင်းတန်ရက်တည်ခဲ့ရပါတော့တယ်။မကြာခင်မှာကြန့်ရှိနေတဲ့ share တွေပါအကုန်ရောင်းပြီးတော့ Lambo တရားသူ့ရဲ့ပြန်ကားတွေနဲ့နှုတ်ဆက်လမ်းခွဲလိုက်ရပါတော့တယ်။အောက်ချုပ်သူအပြောင်းလဲတွေမတည်ငြိမ်တော့တဲ့ဈေးကွက်အသစ်တွေနဲ့နေသားမကျနိုင်တဲ့ Lamborghini company ဟာဒေဝါလီခံရဖို့အထိ ဖြစ်လာတဲ့အခါမှာတော့ပြင်သစ်နိုင်ငံသား Robin Miran နဲ့ Patrick Miran ညီကိုစီကို3 million နဲ့ရောင်းချခံခဲ့ရပါတယ်။ သူတို့နှစ်ယောက်ရဲ့လက်ထဲမှာလည်း model အစ်စ်တွေကိုပုံဖော်ဖို့စူးစမ်းခဲ့ကြပါသေးတယ်။ဒါပေမဲ့ company ကလုံးဝနလန်မထူနိုင်သေးတဲ့အချိန်ဆိုတော့ထုတ်လုပ်ရေးဘတ်ဂျက်အလုံးလောက်မရှိခဲ့ပါဘူး။ဒီလိုနဲ့ Lamborghini ကအမေရိကန်နိုင်ငံရဲ့အကြီးဆုံးကား company Chrysler စီကိုရောက်လာခဲ့ပြန်ပါတယ်။ Chrysler ကလည်းအမေရိကန်နိုင်ငံမှာဈေးကွက်ချဖို့စူးစမ်းခဲ့ပေမဲ့အမြတ်မရနိုင်ဘူးလို့ဆိုပြီးတော့မှ Indonesia company တခုစီကိုရောက်လာပြန်ပါတယ်။ဒီအချိန်မှာပဲစီးပွားအပြက်ကက်ဆိုင်ပြီးတော့မှပိုင်ရှင်မဲနေရတဲ့ Lamborghini ဟာ အခုလက်ရှိပိုင်ရှင်ဖြစ်တဲ့ဂျာမန်နိုင်ငံရဲ့အကြီးဆုံးကားကုမ္ပဏီ Volkswagen ကနေတန်းတရာလောက်နဲ့ဝယ်ယူပြီးတော့မှအခုချိန်ထိလည်း Volkswagen Group ကိုအမျက်စွန်းတွေအများကြီးရှာပေးထားနိုင်တဲ့ပြိုင်ကားတွေဖြစ်လာခဲ့ပါတော့တယ်။ Lamborghini ဟာ Volkswagen Group ရဲ့ Audi ကုမ္ပဏီလက်အောက်ကနေနည်းပညာအသေးစမ်းတွေနဲ့အတူပြိုင်ကားလောကမှာနေရာ ပြိုင်ယူနိုင်ခဲ့ပါတယ်။ဒီနောက်ပိုင်းမှာဆိုရင်တော့ပြိုင်ကားမော်ဒယ်များစွာကိုထုတ်လုပ်လာနိုင်ခဲ့ပြီးတော့နာမည်အကြီးဆုံးနဲ့လူကြိုက်အများဆုံးဖြစ်တဲ့ Huracan, Ura အပန်တေတော့နဲ့ဈေးကွက်မှာရောင်းရအကောင်ဆုံးဖြစ်တဲ့ဂလာဒိုထီတောင်ထုတ်လုပ်လာနိုင်ခဲ့ပါတော့တယ်။အခုခေတ်မှာဆိုရင်တခြားပြိုင်ကား brand တွေအားလုံးနဲ့တူရေမောင်တန်းနိုင်ခဲ့ပြီးတော့သူ့ရဲ့အဓိက ပြိုင်ဘက်ဖြစ်တဲ့ Ferrari နဲ့ကအခုထိကိုမင်းပါလဲငါပါလဲဆိုပြီးတော့မှပြန်ပြန်ဆန်ဆန်တွေရှိနေသေးပါပဲ။ကိုက Lamborghini စီးရင်ထဲမှာလမ်းမှာ Ferrari တစည်းတွေ့လို့ရှိရင်ဒီပါကြမ်းကြမ်းနင်းပြလိုက်မှကျေနပ်ရတဲ့အထိပါပဲ။ဒီလိုပြိုင်ကားလောကမှာနေရာကောင်းတစ်ခုကို သူ့ဒီဇိုင်းသူ့ပုံစံနဲ့အမိရယူထားနိုင်တာတော့လဘော်ဂနီရဲ့စင်ကဲပြောင်းလဲမှုတွေကတော့ရက်တန့်အောင်မှာမဟုတ်ပါဘူး။ဒီပညာတွေမဖွင့်ပြိုးသေးတဲ့အတော်အတွင်းမှာတော့လဘော်ဂနီကားတွေကခင်းရှိပြင်းနေခဲ့ရဆိုတော့နောင်နာခတ်မှာဆိုရင်လဘော်ဂနီကားတွေရဲ့ပြောင်းလဲမှုတွေကိုကားချစ်သူတွေကရင်ခုန်စိတ်လို့ရှားစွာနဲ့စောင့်မျှော်နေရအောင်ပါပါ။ဆိုတော့ဒီဗီဒီယိုလေးကနေသင်ယူလိုက်ရတာကတော့ဘလောက်ပဲအခက်အခဲတွေရှိနေပါစေဒီအခက်အခဲတွေကိုအခွင့်အလမ်းပြောင်းဖို့ကိုပဲအာရုံစိုက်ပါ။ နေရာတစ်ခုရောက်ပြီဆိုတိုင်းအဲ့ဒီနေရာမှာပျော်မွေ့မနေဘဲနဲ့နောက်ထပ်တိုးတက်ဖို့အတွက်ကိုအမြဲတမ်းသင်ယူလေ့လာနေပါလူတွေရဲ့ပြစ်တင်ရှုတ်ချမှုတွေကိုခွန်အားဖြင့်အသုံးချပါပရိသတ်ကြီးတို့ကရောလဘော်ဂနီရဲ့ဘယ်မော်ဒယ်တွေကိုကြိုက်လဲဒါမှမဟုတ်တခြားဘယ်ကားဘရန်တွေကိုကြိုက်သေးလဲဆိုတာကိုကောမန့်မှာဖြည့်သွားပေးကြပါအောင်နော် ရွှေနှုတ်အပ်ထဲမှာအကောက်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ Application အသုံးပြုပုံအသေးစိတ်ကိုလည်းရွှေနှုတ် Facebook Page မှာမြင်မြင်နိုင်ပါတယ်ရှင်။